အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတိအားလုံးမင်္ဂလာပါ Manchester United ရဲ့ Chelsea ရဲ့ Liverpool တို့၃သင်းစိတ်ဝင်စားနေတဲ့ဒါ German Club Eintracht Frankfurt ရဲ့ပြင်သစ်လူငယ်တိုက်စီမှု Hugo Akitike ကိုဒီ၃သင်းအပြိုင်လိုက်နေကြတယ်ဒီအပိုင်းမှာ Eintracht Frankfurt အသင်းကိုတရားဝင်ဆက်သွယ်ထားတဲ့အသင်းကအသင်းပဲရှိတယ်ဆိုပြီးတော့ Sky Germany နဲ့ Kicker Magazine ကအတည်ပြုထားတယ် အဲ့ဒါကလီဗာပူးလည်းမဟုတ်ဘူးချယ်ဆီလည်းမဟုတ်ဘဲနဲ့မန်ချက်စတာယူနိုက်တက်အသင်းဖြစ်တယ်ဆိုပြီးပေါ်ပြထားတယ်ဒီ22နှစ်သားကလက်ရှိကာရက်မာကတ်ပေါက်ကြီးကယူရို85သန်းတန်နဲ့အိုက်ထရဖရန်ဖတ်မှာပြီးခဲ့တဲ့ရာသီအိုမာမမှုထွက်သွားတဲ့တိုင်အောင် အကောင်းဆုံးဆွမ်းဆောင်ပြပြီးတော့လက်ရှိဥရောပရဲ့ဒိဋ္ဌိကျတိုက်စစ်မှုတယောက်ဖြစ်နမိတ်ကြီးဖို့ရှိနေတယ်ဆိုတော့ မန်ယူနိုက်တက်ကလည်းသူတို့ရဲ့အဓိကတိုက်စစ်မှုဖစ်တာယိုကရက်စ်ကိုမရဘူးစောပိုင်းတုန်းကစိတ်ဝင်စားတဲ့လင်ဒီလက်ကလည်းအပြောင်းရွှေ့မဖြစ်တဲ့အချိန်မှာသူဒီတိုက်စစ်မှုကိုလိုချင်တယ်သူတို့ကအော်စီမန်ကိုလိုချင်ပေမဲ့ဗစ်တာအော်စီဟန်ကဒါလက်ရှိမှာဥရောပကထွက်ပြီးစော်ဒီကိုပြောင်းသွားနိုင်ပွဲရှိတယ်စော်ဒီကသူ့ကိုလက်မထိုးချီတန်းတရာလောက်ထိပေးတဲ့အတွက်ကြောင့်စော်ဒီကိုအော်စီမန်သွားနိုင်ရင် Itran Frankfurt ရဲ့တိုက်စစ်မှုက Liverpool ပူတိုချယ်ဆီတို့ထက် United အတွက်ပဲဖြစ်မယ်တကယ်လို့ချယ်ဆီကလည်းထက်ထက်ဝင်ဝင်လိုက်လာမယ်လီဗာပူးကလည်းထက်ထက်ဝင်ဝင်လိုက်လာမယ်ဆိုတော့သုံးပွဲဆိုင်အပြိုင်ဖြစ်နိုင်ပေမယ့်အခုလောလောဆယ်အနေထားရာ Itran Frankfurt တိုက်စစ်မှုက Man United တသိမ်းပဲဖြစ်တယ်အဲ့နေရာမှာ Itran Frankfurt ကသူတို့ရဲ့တိုက်စစ်မှုကိုလိုချင်ရင်သူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ချေးမျိုးပေးမှာပဲလက်ခံသွားဖို့ရှိတယ်လို့ဆိုတဲ့ဆိုတော့လက်ရှိ current market ပေါက်ကြီးက Euro 85တန်းရှိတယ် ဒါပေမဲ့ itron from back car ယူလို့တတ်တရားတောင်းတယ်ဆိုတော့ကျွန်တော်အခုလက်ရှိ market ကြီးကဘာဖြစ်နေလဲဆိုတော့ premier league ကစားမတွေ premier league အသင်းတွေက ကစားမတယောက်ကိုလိုက်လာပြီဆိုရင်တစ်သင်းနှစ်သင်းသုံးသင်းလောက်ဖြစ်သွားရင်အိုက်ကစားမဟာပြောင်းရွှေ့ချီကအစမတန်ခုန်တက်သွားတယ်ဒီနေရာမှာအသက်ကလည်းငယ်မယ်ခြေစွမ်းလည်းနည်းနည်းကောင်းပြီဆိုတော့လည်း automatically euro 180ကနေ euro 100ဆိုတော့ itran front back က ပါရစိတ်ဂျာမင်းကနေသူ့ကိုအငှားခေါ်တယ်အပိသက်ခေါ်တာတော့မှဘလောက်မှမပေးရတဲ့ကစားမကို I transfer back ကအဲ့တရာဒီပဲရှိပြီးတော့မှယူရိုတန်တရာတောင်းတယ်တကယ်တမ်းကျတော့ဒီကစားမတွေတန်တရာဆိုတဲ့အဆင့်ဟာအမှန်တိုင်းပြောရင်တော့ war club အဆင့်ရှိတဲ့ဒါ powerful striker တယောက် complete striker တယောက်အမှန်တိုင်းပြောဒီခုလောလောဆယ်မှာ I transfer back တိုက်စစ်မှုကကျွန်တော်တို့ကိုယ်တိုင်လေဒီကစားမဘလောက်ကောင်းလာနိုင်မလဲ ဘွန်ဒက်စလီကာမှာခြေစွမ်းပြတာမှပဲဒီသားပါကရောနောက်ထပ် level တစ်ခုကိုထပ်တက်နိုင်မလားဒီချက်တွေပဲပြဿနာကအင်္ဂလိပ်ကလပ်တွေကြိုးပမ်းပြီးဆိုရင်နောက်တစ်ခုကဘလုံးသမားတယောက်အတိုက်ငယ်ပြီးတော့ခြေစွမ်းပြလာပြီးဆိုရင်ဒီသားပါရဲ့တန်ကြီးဟာအနည်းဆုံးတန်80ကနေယူရိုတော့ယူရိုတန်တရာတိရှိတယ်တန်တရာပြဘလို့မတန်ဘူးပြချက်စီလဲအဲ့အတွက်တန်တရာပေးမှာမဟုတ်ဘူးလီဗာပူးလဲပေးမှာမဟုတ်ဘူး မန်ယူနိုက်တက်ကလည်းပေးဖို့အစီအစဉ်မှမရှိဘူးရှင်းရှင်းလေးပဲတန်းတရာမှမတန်တာဗျာကာရမာကတ်ပေါက်ကြီး85တန်းတန်တိတိုင်အောင်ဒါတန်း90ကျွန်တော်ကတော့ထန်ကုန်ပဲဖြစ်စေချင်တယ်ဒါပေမဲ့အခုလောဆယ်မှာ i transfer back ကကြိုက်တဲ့အသင်းစိတ်ဝင်စားစိတ်ဝင်စားသူတို့သင်းရဲ့ပြင်သစ်တိုက်စစ်မှုကိုလိုချင်ရင်တော့ယူရိုတန်းတရာပေးရတယ်မန်ယူနိုက်တက်ပြည်သက်ဒီဘလို့မြင်လဲ i transfer back တိုက်စစ်မှု you go architect ကို Chelsea ကရော Yuko Akitike ကိုဘယ်လိုထင်လဲ Liverpool ကရော Yuko Akitike တကယ်တမ်းအဲ့လိုတန်းတရားမဲ့ပေးမဲ့တူတူပြားနောက်ထပ်90လောက်စိုက်ပြီး E-set ဝယ်တာပုံမကောင်းဘူးလားဒါပေမဲ့ကိုယ့်ရဲ့ရက်တီမှုရဲ့အခြေအနေပေါ်လဲမူတည်မယ်ဒါပေမဲ့သေချာတာတော့ဘယ်သင်းပဲစိတ်ဝင်စားစား Premier League 3သင်းလောက်အပြိုင်ရင်တော့ဒါပြောင်းရွှေ့ချီပြောင်းစုမဲ့ဖြစ်ပြီးတော့ Eintracht Frankfurt က Man United နဲ့ Chelsea Liverpool တို့ target ဟူဂိုအာကီတီကိုအနည်းဆုံးတန်တရာဈေးတက်မှတ်လိုက်ပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်